လက်ရှိကမ္ဘာပေါ်မှာအတိုးတက်ဆုံးနိုင်ငံ၅နိုင်ငံအကြောင်းအားလုံးပဲမင်္ဂလာပါရှင် Knowledge Library ကနေကြိုဆိုလိုက်ပါတယ်လူချင်းမျိုးတို့အတွက် Digital ခင်မှာစာအုပ်ကန်ဖတ်ဆရာမလို့ပဲအသံနားထောင်ရုံနဲ့တူတာရတာစာပေတွေကိုတနေရာထဲမှာစူးစီးရရှိနိုင်ဖို့စိတ်ဝင်စားစရာကောင်းတဲ့သတင်းအတိုထွားလေးကိုအချိန်နဲ့တပြေးညီသိရှိစေနိုင်ဖို့အတွက်ကျမတို့ရဲ့ Knowledge Library အဖွဲ့သားတွေကစူးစမ်းတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ် ဒါကြောင့်ကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးပြီးအားပေးခဲ့ဖို့ဖိတ်ခေါ်ပါရစေရှင်။ဒီနေ့မှာတော့လက်ရှိကမ္ဘာပေါ်မှာတိုးတက်မှုအရှိဆုံးနိုင်ငံတွေတဲကထိတ်တန်းနိုင်ငံတချို့အကြောင်းကိုအသေးစိတ်တင်ပြပေးသွားမှာဖြစ်ပါတယ်။ဒီနိုင်ငံတွေဟာဘာကြောင့်ဒီလောက်ထိတိုးတက်နေလဲဆိုတာကိုဤပညာစီးပွားရေးနဲ့လူမှုရေးစနစ်တွေနဲ့တွဲပြီးတော့လေ့လာကြည့်ကြရအောင်ပါ။ ပထမဆုံးပြောပြခြင်းတဲ့နိုင်ငံကတော့ဆွစ်ဇာလန်နိုင်ငံပါဆွစ်ဇာလန်နိုင်ငံဟာကမ္ဘာအချမ်းသာဆုံးနဲ့အတိုးတက်ဆုံးနိုင်ငံတွေထဲမှာအမြဲတမ်းပါဝင်ပါတယ်သူတို့ရဲ့အောင်မြင်မှုကစီးပွားရေးတည်ငြိမ်မှုနဲ့စမ်းသစ်တည်ထွင်မှုအပေါ်မှာအခြေခံပါတယ်။ဆွစ်နာယီတွေချောကလက်တွေအပြင်ဘန်လုပ်ငန်းနဲ့ဆေးဝါးလုပ်ငန်းတွေမှာလည်းထိတ်တန့်ကနေဦးဆောင်နေပါတယ်။တည်ထွင်ဖန်တီးမှုမှာလည်းကမ္ဘာပထမနေရာကိုရရှိထားပြီးအကျင့်ပြတ်ခြားစားမှုအလွန်နည်းတဲ့နိုင်ငံလေးဖြစ်ပါတယ်။ ဒါအပြင်နိုင်ငံသားတိုင်းအတွက်ပြည်သူ့ကျန်းမာရေးစနစ်ကလည်းအရေးအသွေးမြင့်မာပြီးပညာရေးစနစ်ကတော့စီးပွားရေးနဲ့ကိုက်ညီအောင်နှိမ့်ချပေးတဲ့ပညာရေးမျိုးကိုအလေးထားပါတယ်။နံပါတ်2ကတော့နော်ဝေးနိုင်ငံမှာနော်ဝေးနိုင်ငံဟာလူမှုဖူလုံရေးစနစ်အကောင်းဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ရေနံနဲ့သဘာဝဓာတ်ငွေအရင်အမြင့်တွေအများပြားရှိနေတဲ့အတွက်စီးပွားရေးအရာလည်းအလွန်ကျွဲဝပါတယ်။ ူတို့ကဒီဝင်ငွေတွေကိုနိုင်ငံသားတိုင်းရဲ့ကျန်းမာရေးပညာရေးနဲ့လူမှုဖူလုံရေးအတွက်ပြန်ပြီးတော့သုံးဆွဲပါတယ်။နော်ဝေးမှာပညာရေးနဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေဟာအခမဲ့နှိပါဖြစ်ပြီးနိုင်ငံသားတိုင်းဒန်းတူအခွင့်အရေးရရှိအောင်အလေးထားဆောင်ရွက်ပါတယ်။ဒါကြောင့်လူနေမှုအဆင့်တန်းမြင့်မာပြီးကမ္ဘာအပျော်ရွှင်ဆုံးနိုင်ငံတွေကတစ်ခုလည်းဖြစ်ပါတယ်။နံပါတ်3ကတော့ဖင်လန်နိုင်ငံမှာဖင်လန်ရဲ့အထူးခြားသောအချက်ကတော့ကမ္ဘာအဆင့်မီပညာရေးစနစ်ပဲဖြစ်ပါတယ်။ ဖင်လန်ပညာရေးမှာစာမွေးပွဲဖိအားနေပြီးကလေးတွေရဲ့တီထွင်ဖန်တီးနိုင်စွမ်းနဲ့ကိုယ်ပိုင်ထင်မြင်ချက်ကိုအလေးပေးပါတယ်။ဆရာတွေကိုလည်းအထူးလေးစားပြီးလစာကောင်းကောင်းပေးပါတယ်။ပညာရေးအပြင်နိုင်ငံရေးတည်ငြိမ်မှုနဲ့လုံခြုံမှုကလည်းဖင်လန်ကိုကမ္ဘာပေါ်မှာအကောင်းဆုံးနိုင်ငံတစ်ခုဖြစ်အောင်လှုပ်ဆောင်ပေးနေပါတယ်။ဖင်လန်လူမျိုးတွေဟာလည်းယူသားပြီးစီကံရှိကြတယ်လို့ဆိုပါတယ်။နံပါတ်၄ကတော့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုအလေးထားတဲ့ဆွေဒင်မင်းဖြစ်ပါတယ်။ ဆွီဒင်နိုင်ငံဟာနည်းပညာနဲ့စီးပွားရေးပိုင်းမှာအလွန်ခင်မီတိုးတက်တဲ့နိုင်ငံတစ်နိုင်ငံပါ IKEA, Volvo, H&M နဲ့ Spotify လိုကမ္ဘာကျော်ကုမ္ပဏီကြီးတွေဟာဆွီဒင်ကနေပေါက်ဖွားလာတာဖြစ်ပါတယ်ဆွေဒင်ရဲ့အောင်မြင်မှုကတော့စမ်းသစ်တည်ထွင်မှု innovation ကိုအဓိကထားတဲ့စီးပွားရေးစနစ်နဲ့အားကောင်းတဲ့လူမှုဖူလုံရေးစနစ်ကိုပေါင်းစပ်နိုင်တာကြောင့်ပဲဖြစ်ပါတယ်။ဆွေဒင်ဟာစွန့်ဦးတည်ထွင်လုပ်ငန်းတွေ startup ကိုအားပေးတဲ့အတွက်နည်းပညာပိုင်းမှာအလွန်တိုးတက်ပါတယ်။ ငွေသားမပါဘဲငွေပေးချေမှုစနစ် cashless society ကိုဥစားအကောင့်ထဲပေါနေတဲ့နိုင်ငံလေးဖြစ်ပါတယ်။ဆွီဒင်နိုင်ငံသားတွေဟာပညာရေးနဲ့ကျန်းမာရေးအခြားလူမှုရေးဆိုင်ရာအကျိုးခံစား권တွေကိုအခမဲ့လိုလိုရရှိကြပါတယ်။ဒါကြောင့်လူနေမှုအဆင့်အတန်းမြင့်မာပြီးလူတိုင်းအတွက်အခွင့်အရေးတွေဒန်းလူနီးပါးရရှိပါတယ်။ဆွေဒင်ဟာတဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုအလွန်အနေထားပြီးပြန်လည်ပြည့်ဖြုံမြင့်စွမ်းရင် renewable energy ကိုအများဆုံးအသုံးပြုတဲ့နိုင်ငံတွေထဲကတစ်ခုလည်းဖြစ်ပါတယ် ဆွေဒင်ရဲ့တိုးတက်မှုဟာစီးပွားရေးရအောင်မြင်မှုတစ်ခုလည်းမဟုတ်ပဲလူမှုရေးနဲ့သဘာဝပတ်ဝန်းကျင်ကိုပါဟန်ချက်ညီညီတိုးတက်အောင်လှုပ်ဆောင်နိုင်တာကြောင့်လည်းဖြစ်ပါတယ်။နံပါတ်၅စင်ကာပူနိုင်ငံ စင်ကာပူဟာတင်းငယ်တဲ့ကျွန်းနိုင်ငံလေးဖြစ်ပေမဲ့အရှိတောင်အာရှရဲ့စီးပွားရေးဗဟိုချက်အဖြစ်ရပ်တည်နေပါတယ်။စင်ကာပူရဲ့အောင်မြင်မှုကဗျူဟာကျတဲ့တည်နေရအစစ်မြစ်နည်းပညာတွေနဲ့နိုင်ငံရေးတည်ငြိမ်မှုကြောင့်ဖြစ်ပါတယ်။ သူတို့မှာကုံသွေးကြီးအတွက်အလွန်ကောင်းမွန်တဲ့စိတ်ကန်းတဲ့လေးစိတ်တွေရှိပြီးတော့နိုင်ငံတကာလုပ်ငန်းတွေရင်းနှီးမြှုပ်နှံဖို့အတွက်အကောင်းဆုံးပတ်ဝန်းကျင်ကိုဖန်တီးပေးထားပါတယ်။ပညာရေးစနစ်ကလည်းအရေးအသွေးမြင့်မာပြီးအကျင့်ပြတ်ချစားမှု လုံးဝမရှိတာကြောင့်စီးပွားရေးအရာအလွန်တိုးတက်နေပါတယ်။ဒီနိုင်ငံတွေဟာစီးပွားရေးတစ်ခုတည်းကိုပဲအာရုံစိုက်တာမဟုတ်ပဲလူမှုဖူလုံရေးပညာရေးနဲ့နိုင်ငံရေးတည်ငြိမ်မှုတွေကိုပါဟန်ချက်ညီအောင်ပေါင်းစပ်ထားတဲ့အတွက်ရေရှည်တိုးတက်မှုကိုရရှိနေတာဖြစ်ပါတယ်။ ဒီလိုအတိုးတက်ဆုံးနိုင်ငံဖြစ်ဖို့အတွက်အဓိကလိုအပ်ချက်တွေအများကြီးရှိနေပါတယ်။ဒါပေမဲ့အရေးအကြီးဆုံးအချက်တွေကိုအနှစ်ထုတ်လိုက်မယ်ဆိုရင်တော့အခုပြောမယ့်အချက်၃ချက်ဟာအခြေခံအကျဆုံးလို့ပြောလို့ရပါတယ်။ပထမအချက်ကတော့တည်ငြိမ်တဲ့နိုင်ငံရေးနဲ့ပွင့်လင်းမြင်သာမှုပါ။နိုင်ငံတကာနိုင်ငံတိုးတက်ဖို့ဆိုရင်နိုင်ငံရေးတည်ငြိမ်မှုနဲ့ခိုင်မာတဲ့တရားဥပဒေစိုးမိုးမှုရှိဖို့အရေးကြီးပါတယ်။အစိုးရအချင်းချင်းပြည်ထနာဖြစ်နေတာ မကြခဏအာနာတိန်နာမျိုးတွေရှိနေရင်ယင်းနည်းမြုပ်နှံသူတွေစိတ်မချရပါဘူး။ဒါ့အပြင် အစိုးရရန်နရားတွေမှာ အာဂတိလိုက်စားမှုကင်းရှင်းပြီးပွင့်လင်းမြင်သာမှုရှိဖို့လည်းလိုအပ်ပါတယ်။ဒီလိုမှသာနိုင်ငံသားတွေကအစိုးရကိုယုံကြည်ပြီးစီးပွားရေးလုပ်ငန်းတွေဟာလည်းတရားမျှတတဲ့ပတ်ဝန်းကျင်မှာဖွံ့ဖြိုးနိုင်မှာပါ။ဒုတိယတစ်ချက်ကတော့အရေးသွင်းမြင့်တဲ့ပညာရေးနဲ့ကျန်းမာရေးစနစ်ပါ။နိုင်ငံတကာနိုင်ငံရဲ့အနာဂတ်ဆိုတာလူ့စွမ်းအားအရင်းမြစ်ပေါ်မှာအဓိကမှုတည်ပါတယ်။ ဒါကြောင့်နိုင်ငံသားတိုင်းအတွက်အရေးသွေးမြင့်တဲ့ပညာရေးစနစ်နဲ့ကျန်းမာရေးစောင့်ရှောက်မှုစနစ်ရှိဖို့မဖြစ်မနေလိုအပ်ပါတယ်။ပညာရေးကလူငယ်တွေကိုစဉ်စားတွေးခေါ်တတ်အောင်တီထွင်ဖန်တီးနိုင်အောင်လေ့ကျင့်ပေးနိုင်ပြီးကျန်းမာရေးစနစ်ကလည်းအလုံးလုံးနိုင်တဲ့လူဦးရေကိုအပြည့်အဝရရှိစေပါတယ်။ဖင်လန်တို့၊နော်ဝေးတို့လိုနိုင်ငံတွေဟာဒီအချက်တွေကိုအဓိကထားပြီးတည်ဆောက်ခဲ့ကြတာပါ။ ။တတိယအချက်ကတော့စမ်းသစ်တီထွင်မှုနဲ့စီးပွားရေးလုပ်ငန်းတွေအတွက်အထောက်အကူပြုတဲ့ပတ်ဝန်းကျင်မှာလက်ရှိခေတ်မှာတိုးတက်မှုဟာစမ်းသစ်တီထွင်မှုအပေါ်မှာမူတည်နေပါတယ်။ဒါကြောင့်အစိုးရကစီးပွားရေးလုပ်ငန်းအသစ်တွေကို အားပေးဖို့ဤပညာအသစ်တွေကိုဖန်တီးဖို့အတွက်လိုအပ်တဲ့မူဝါဒတွေနဲ့အရင်းအမြစ်တွေကိုထောက်ပံ့ပေးဖို့လိုအပ်ပါတယ်။ဆွစ်ဇာလန်နဲ့ဆွီဒင်လိုနိုင်ငံတွေဟာဒီလိုစမ်းသစ်တီထွင်မှုတွေနဲ့စီးပွားရေးကိုဦးဆောင်နေကြတာပါ။ ဒါအပြင်စီးပွားရေးလုပ်ငန်းတွေအတွက် အခွန်အခတတအောင် လုံထုံးလုံနည်းတွေကိုလွယ်ကူအောင် ဖန်တီးပေးခြင်းကလည်းနိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက်အရေးပါတဲ့အချက်တစ်ခုဖြစ်ပါတယ်။အခုပြောပြသွားတဲ့အချက်တွေကိုခြုံငုံပြီးတော့နောက်ဆုံးအမြင်ကိုပြောရမယ်ဆိုရင်တော့ဒီလိုအတိုးတက်ဆုံးနိုင်ငံဖြစ်ဖို့အတွက်အစိုးရတရရဲ့အခန့်ကဏ္ဍကအဓိကဖြစ်ပါတယ်။တင်ငိမ်ပြီးကောင်းမွန်တဲ့အစိုးရတရဟာစီးပွားရေးနဲ့ပညာရေးစနစ်တွေကိုစနစ်တကျတိဆောက်ပေးနိုင်ုံသာမက နိုင်ငံသားတွေရဲ့ယုံကြည်မှုကိုပါရရှိအောင်လှုံ့ဆော်ရပါတယ်။ဒီအချက်တွေပြည့်စုံလာတဲ့အခါမှာတော့နိုင်ငံသားတွေကလည်းကိုယ့်အစွမ်းအစတွေကိုအပြည့်အဝထုတ်သုံးနိုင်ပြီးကိုယ့်နိုင်ငံရဲ့အနာဂတ်အတွက်တက်ကြွစွာပါဝင်လာမှာဖြစ်ပါတယ်။ဒါကြောင့်တိုးတက်တဲ့နိုင်ငံတစ်ခုရဲ့အခြေခံအုတ်မြစ်ဟာနိုင်ငံရေးတည်ငြိမ်မှုနဲ့လူ့စွာအရင်းအမြစ်ကိုအလေးထားတဲ့မူဝါဒတွေကနေစတင်တယ်လို့တင်ဆက်ရင် တင်ဆက်မှုကိုအဆုံးသတ်လိုက်ရပါတယ်။လူချင်းမင်းတို့အနေနဲ့ရောဘယ်လိုထင်မြင်ယူဆကြပါသလဲ comment တွေကနေတဆင့်မျှဝေပေးခဲ့ကြပါအောင်ရှင်။အခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာလေးတွေကိုနားဆင်ခြင်းနဲ့ဆိုရင်တော့ကျမတို့ရဲ့ channel ကို like and subscribe လေးလုပ်ပေးပြီးဘေးနားက notify bell လေးကိုနှိပ်ချခဲ့ဖို့လည်းမမေ့ပါနဲ့နော်။အားပေးမှုတွေကျေးဇူးတင်ပါတယ်။ကျမနဲ့အတူနောက်တစ်ပုတ်မှပြန်ဆုံကြပါမယ်ရှင်။